ဣစရာသုံးဣစရာကဏသင်္ဂုတ်ထံသင်္ကတ်ထံပိတာစကဏသေဝိတဝဏ္ဏန္တမောဟနာနာမကထံယတရာဘောဟိတိဒါကနတ်ပြည်အကြောင်းကိုပြောတာဒီတောက်တံကိုဖြစ်တဲ့အကြောင်းထုတ်ပတ်ဒီလေးကဘာလဲဆိုတော့မြတ်စွာဘုရားရှင်လက်ထက်ယဟန်တပါးဟာမြတ်စွာဘုရားစီကနေတရားထိုင်နေစနစ်တွေကမ္မထာနေယူပြီးတော့တောထဲမှာတရားတော်အားထုတ် ကျိုးကျိုးစားစားဒါပြင်းပြင်းထန်ထန်တရားအားထုတ်တာအစာအသောက်တွေပါလဲပါသူကယော့ပြီးတော့အစာအသောက်တွေချက်သိမ့်မစားပဲနဲ့ပြင်းပြင်းထန်ထန်တရားအားထုတ်တဲ့အခါကျတော့လေနာယောဂါတွေထနောက်ဆုံးကျတော့ဇင်းညာလျှောက်ရင်းနဲ့ပြန်တော်မူသွားတယ်။ရှေးရပါရမီတွေမပါခဲ့တဲ့အတွက်ကြောင့်တရားထုတ်တွေရမသွားဘူး။ဇင်းညာလျှောက်ရင်းနဲ့တရားပြန်တော်မူသွားတဲ့အခါကျတော့အဲ့ဒီကုသိုလ်ကံကြောင့်တရားဝိဒ္ဓနတ်ပြည်မှာနတ်သားသွားဖြစ်တယ်။နတ်သားသွားဖြစ်တယ်ဆိုတာနတ်သားတွေရဲ့ထုံးစံပဲပေါ့ဗိမာန်ကြီးရဲ့ရှေ့ တက္ကနာမှာသူကသွားဖြစ်တယ်ဩပပါတိကအနေနဲ့နော်ကိုရင်ငါအပြည့်အစုံ16နှစ်သားအနေနဲ့သွားဖြစ်တယ်ထိုင်ရက်ကလေးပေါ့အဲ့ဒီအချိန်မှာနတ်သမီးတွေဟာငါတို့ရဲ့ဗိမာန်ပိုင်ရှင်နတ်သားကြီးတို့ရောက်လာပြီဟေးဆိုပြီးတော့ဝမ်းပြီးတော့လာကြတာအဲ့ဒီချိန်မှာသူတို့ရဲ့အတန်တွေကြားလိုက်တဲ့အခါကျတော့ယဟန်ကဩသူ့ကိုသူယဟန်လိုပဲထင်သေးတော့မယ်လူပြည်မှာတရားအားထုတ်နေတော့မယ်လို့ထင်သေးတော့မယ်အဲ့ဒီကကျတော့ဟာငါတရားထုတ်တဲ့နေရာမှာဘယ်ကနတ်သမီးတွေရောက်နေတာပါလဲဩသူတို့တွေ ကြောင်းမူလားအလဲပတ်လာတာဖြစ်မှာပါလေဆိုပြီးတော့ဆက်ပြီးတော့တရားအထုတ်နေတာမျက်စိကိုမော့အောင်မကြည့်ဘူးတဲ့အဲ့ဒီနောက်မှာတချင်းလေးတွေဆိုတယ်နော်ဂီတာတွေတီးတယ်နော်ဂီတာတွေပေါ့နော်ဂီတာမဟုတ်ဘူးဂီတာတွေတီးတယ်ပေါ့အသေးမုတ်တွေတီးတယ်တီးပြီးတော့သူကဖြောဖြေးတယ်ဒါနတ်နတ်ဒီကတော့ဘုန်းကြီးဘွားကနေလာတဲ့နတ်သားဖြစ်မှာဒါကြောင့်သူ့ကိုနတ်ပြရောက်တဲ့ကြောင်သိအောင်ဆိုပြီးတော့တချင်းတွေဆိုအသေးမုတ်တွေနဲ့ဘေးကနေဖြောဖြေးတာပေါ့အဲ့ဒီကကြတော့လည်းပဲဟောဒီထက်မှာဘာလားဆိုကြောင်မသိဘူးပေါ့ တော့ဘီယူမဆိုင်သေးဘူးဒါဆိုရင်ယဟန်နေရသမာဓိရှေ့ခေတ်ကယဟန်နေရသမာဓိကဘလောက်ကောင်းလဲမှန်တာကြီးတော့ပေါ့နော်နောက်ဆုံးကြမှာဝိုင်းပြော့อยู่ရတာဒါနတ်ပြည်ရောက်နေတာပါဘုန်းကြီးဘွားမဟုတ်တော့ပါဘူးပေါ့အဲ့ဒီကသူစဉ်းစားတယ်အခုလောလောဆယ်မြတ်စွာဘုရားဖျားပွက်နေတယ်ဖျားစီမှာတရားထိုင်နေစနစ်တွေလည်းပဲနိဗ္ဗာန်ရောက်ကြောင်းတရားတွေရှိတယ်ဒုက္ခတွေကလွတ်မြောက်ဖို့ရာအတွက်နီးလန်းနေဒီအချိန်မှာပေါ်နေတယ်နတ်ပြည်မှာနတ်ဖြစ်ဖို့ဆိုတာမခက်ဘူးလောကမှာဖျားပွန့်ဖို့ကပိုးပြီးတော့ခက်တယ် ။ဒါကြောင့်ဖျားပွန်တော့ဖျားရှိတော့ငါဒီတရားတို့တွေငါမရသေးတာဖြစ်တဲ့ကြောင့်တရားတို့ရဖို့ရအတွက်ကြိုးစားတည်နေတယ်။ငါမြတ်စွာဘုရားစီသွားမယ်ဆိုပြီးမြတ်စွာဘုရားကြီးသွားပြီးတော့ဒီဂါထာတွေလျှောက်တာ။ is nagan is ragana သင်္ကထာမြတ်စွာဘုရားနတ်သမီးပေါင်းနတ်သမီးတွေကအများကြီးပဲ။နတ်သမီးတစ်ထောင်ကသခင်တန်နေတိမုတ်တန်နေနဲ့ကြွေးကြော်စူညမ်းနေကြတယ်ဖျား။ပိဒါသာကနာတေဝိတံဘလူးမအပေါင်းတွေကလည်းပဲမှီဝဲကြတယ်ဖေရ ဟုတ်ဟုတ်ဒီကပါလဲဆိုတော့ဘလူးမလို့သူကနာမည်ပေးတာတကယ်တော့ဘလူးမဆိုတာလည်းနတ်သမီးတွေကိုပြောတာပါပဲနော်ဘလူးတွေဆိုရင်စားမယ်ဝါမယ်ပေါ့သူတို့အလိုသူတို့ဘက်ပါအောင်စွဲမယ်ပေါ့အဲ့လိုပဲနတ်သမီးတွေကလည်းပဲဘဲဘက်စွဲမှာသူတို့ဘက်ကိုကာမဂုဏ်တွေအတွက်စွဲမှာပေါ့နော်ဒါကြောင့်ကာမဂုဏ်တွေစွဲရင်ကာမဂုဏ်နဲ့မြုပ်သွားမယ်သူတို့အလိုပါသွားမယ်ဒါကြောင့်ဘလူးမပေါင်းတွေကဒီရောနံပတ်ပတ်လဲဝိုင်းနေကြတယ်ဖရာတဲ့ဝနန္ဒံမောဟနာနာမဝနန္ဒံတော့ဖရာတဲ့အမတော့လို့ပဲပြောတာဒါသူကပြောရင်တန်ဖိုးမတက်ပြီးတော့အထင်မကြီးဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲ နာသမီးတွေကိုလည်းအထင်မဲ့ကြီးကိုနာသမီးတွေကိုဘလူးမလို့သူကဥပဒေစာပြလိုက်တာ။နောက်နန္ဒဝန်နန္ဒဝန်ဥယျာဉ်ကြီးကလည်းပဲတကယ်တာဝတိသမနန္ဒဝန်ဥယျာဉ်ကြီးကတကယ်နာမည်ကြီးပဲ။ပေမဲ့လူတော်မှဟိုသေးတာကိုမေ့ပြီးတော့မကြောက်ကြောက်တဲ့စိတ်တွေပြောက်အောင်အထီကိုပြောစရာကောင်းတာ။ဒါပေမဲ့နန္ဒဝန်ဥယျာဉ်ကြီးကိုနန္ဒဝန်ဥယျာဉ်ကြီးလို့မပြောတော့ဘဲနဲ့ဝဏ္ဏတန်တောကြီးလို့ပဲပြောလိုက်တာ။အဲ့ဒီတော့ကလည်းပဲရိုးရိုးတော့မဟုတ်မောဟနာနာမာတဲ့။လူတွေကိုတွေးဝေးစေနိုင်တယ်၊နတ်တွေကိုတွေးဝေးစေနိုင်တယ်၊တွေးဝေးစေတယ်ဆိုတာတခြားမဟုတ်ပါဘူး။အပျော်ပပပဲမျောပါသွားစေနိုင်တယ်။ကုသိုလ်ကောင်းမှုတွေကိုမေ့ပြီးတော့ အပြောပါပဲမျောပါသွားစေနိုင်တဲ့နန္ဝံဥယျာဉ်ကြီးနန္ဝံဥယျာဉ်ကြီးကိုပဲသူကဥပဒေနာ၃မျိုးပြောတာပေါ့နံပါတ်၁ဣဇာကနာသင်္ကုတ်ထံနန္ဝံဥယျာဉ်ကြီးထဲမှာနတ်သမီးတွေကတခြင်းနံနဲ့တိမုတ်တံတွေနဲ့ကျွေးကြော်ပြီးတော့ပတ်ပတ်လဲဝမ်းပြီးတော့မျောပါနေကြတယ်ဘုရားနန္ဝံဥယျာဉ်ကြီးကပိသာဇာကနာသေဝိတံအာယုံ၅ပါးကာမဂုဏ်တရားတွေနဲ့ဘလူးမတွေကလည်းတပည့်တော်နံပါတ်ပတ်လဲမှာမြှုပ်ဆွဲနေကြတယ်ဘုရား မောဟနာအဲ့ဒီနန္ဒဝံဥယျာဉ်ကြီးမှာကြာကြာနေမယ်ဆိုရင်ကုသိုလ်တွေတောင်ပျောက်သွားစေနိုင်တယ်ဗျာအဲ့ဒီနန္ဒဝံဥယျာဉ်ကြီးလို့ဟိုနတ်ပြည်ရဲ့စိစိတ်ချမ်းသာတွေနတ်ပြည်ရဲ့အနေထားတွေကိုကထာယတ္တရာဘဝိတ္တိလွန်မြောက်နိုင်အောင်ကျော်လွှားနိုင်အောင်ဘလို့နေရမှာလဲလို့မြတ်စွာဘုရားကိုရှောက်တာရှောက်တဲ့အခါကျတော့ဥစုကောနာမသောမကောအေးအရိယာမဲ့လမ်းကတော့တကယ်ဖြောက်မှတ်တဲ့လမ်းပဲပြောင်းမြန်ပြန်ပြောလိုက် မာယာတွေတာတွေရတွေနဲ့ကောက်ကွေးနေမှဆိုရင်အရိယာမဲ့လန့်ဟာဘယ်လိုမှမရောက်နိုင်ဘူးเนาะတခါလေကြတော့တရားအထုတ်တယ်လို့ပြောပေမဲ့လည်းပဲကိုယ်မရှိတဲ့အကုန်ကိုအရှိလို့ထင်တယ်ကိုယ်ရှိတဲ့အပြစ်ကိုလည်းပဲမရှိအောင်ဖုံးတယ်အဲ့လိုလူတွေကဘယ်တော့မှအရတမဲ့အရိယာမဲ့လန့်ဆိုတဲ့လန့်ကြောင်းပေါ့တကယ်မရောက်သေးဘူးပဲဥဇုကောနာမသောမဲ့ကောအရိယာမဲ့ဆိုတဲ့လန့်ဟာတကယ်ဖြောက်မှတ်တဲ့လန့်ပဲအဘိယာနာမသာရိတာနိဗ္ဗာန်ဆိုတဲ့အရက်သာရိတာနိဗ္ဗာန်ဆိုတဲ့အရက်ကလည်းပဲဘေးကင်းတဲ့အရက်ပဲအဲနိဗ္ဗာန်ဆိုတဲ့အရက်ကို သွားဖို့ရာအတွက်ရထောယထာရှိတယ်။ဘာယထာလဲဆိုတော့အရိယာမယထာအရိယာမယထာနဲ့မဂ်ဂင်ရှိပါယထာနဲ့ပဲနိဗ္ဗာန်ကိုရောက်အောင်သွားနိုင်တယ်။မဂ်ဂင်ရှိပါယထာမှာဘာတွေပါတယ်လဲဆိုတော့ဓမ္မစက္ကေယတန်ယူတော်စက်ဘင်းကြီးတွေပါတယ်။ဘင်းကြီးတွေပါတယ်။ဘင်းကြီးတွေကတော့ကိုယ်စိတ်လုံးလာဝရိယဆိုတဲ့ဘင်းကြီးတွေနော်။ကာယကဝရိယစေတိကဝရိယကိုယ်နဲ့လည်းပဲကြိုးစားရမယ်စိတ်ကလည်းပဲထက်သန်နေရမယ်။ဒါကြောင့်ကိုယ်နဲ့လည်းကြိုးစားစိတ်နဲ့လည်းထက်သန်မှသာလျှင်အရိယာမဲ့ဆိုတဲ့မက္ကင်ရှိပါယထာကြီးဟာရှေ့ရောက်ပါ ကိုကလည်းပဲလေးနေမယ်စိတ်ကလည်းပဲနှေးနေမယ်ဆိုရင်တော့မက်ကင်ဆိုတဲ့ယထာကြီးကရှေ့ရောက်မှာမဟုတ်ဘူးဒါကြောင့်နိဗ္ဗာန်ဆိုတဲ့ဘေးကင်းတဲ့အရက်ကိုသွားဖို့ရာအတွက်အဲကိုကာယကဝရိယကိုအပြင်လုံလာပြုခြင်းစေတိကဝရိယစိတ်အပြင်ထက်သန်ခြင်းဆိုတဲ့အဲဒီစက်ဘင်းကြီးတွေတက်ပြီးတော့သွားရင်တော့နိဗ္ဗာန်ဆိုတဲ့အရက်ကိုရောက်နိုင်တယ်အဲဒီယထာကတော့အကုဇနောနာမအတ္တမမီတဲ့ယထာပါရိုးရိုးယထာကတော့အတ္တနဲ့မြည်တတ်တယ်နော်အဲသူ့ရဲ့ ဘိန်းနေရဲ့ပွတ်တိုက်တဲ့အတန်တွေမြည်တတ်တယ်။လူများပြီဆိုရင်လူတွေရဲ့ဖိအားတွေကြောင့်လည်းပဲအတန်တွေမြည်တတ်တယ်။အခုအရိယမဲဆိုတဲ့မက်ကင်ရှင်ပါယထာကြီးကတော့နိဗ္ဗာန်သွားတဲ့ယထာကြီးကတော့အတန်မမြည်တဲ့ယထာပါ။အဲ့ဒီယထာကိုစီးတဲ့သူတာလျင်ခုနတုန်းကဘာဖြစ်လဲ။အဲ့ဒီယထာကိုစီးပြီးတော့နိဗ္ဗာန်ကိုရောက်အောင်သွားနိုင်တဲ့သူတွေတာလျင်ခုနတုန်းကပြောတဲ့အဲနန္ဒဝံဥယျာဉ်ကြီးရောက်တာတော့မှသူဟာရှင်လွန်မြောက်နိုင်ပါတယ်အဲ့ဒီကိုကြော်လွားနိုင်ပါတယ်ဟိရိတ္တအပါလံဘော အဲ့ဒီမက်ကင်ရှေပါဆိုတဲ့ယထာကြီးမှာထိုင်တဲ့အခါကျတော့နော်လုံလုံချုံချုံထိုင်ဖို့ရာအတွက်အမိတကယ်ကဘာလဲဆိုတော့ဟိဒီဟိဒီဝတ္တပဟိဒီလည်းမကပါဘူးတဲ့ဝတ္တပပါယူပါဆိုပြောထာကနာဖွင့်ထားတယ်အချက်တရားအကြောက်တရားတွေကအမိတရားအမိတကယ်ပါပဲတဲ့တတိအတ္တနိပရိဝါရဏတတိတရားကတော့ပရိဝါရဏသူတို့ကယထာရပါတယ်ဘာလဲဆိုရင်အကအယံအတားတွေပဲအယံအတားတွေဆိုတော့ဘာပြောချင်တာလဲဆိုတော့ ။တတိဟာတဲ့ခုနကတော့ယထာတွေမှာဆိုရှေ့ခက်တော့ယထာတွေကတရေတွေနဲ့ဘေးကနေကြက်ထားတယ်။ပြတ်မသွားအောင်ပြီးတော့ငိမ့်နေအောင် ခိုင်မအောင်လို့ဘေးကနေကြက်ထားတယ်။အဲတတိဆိုတဲ့ငယ်အတာအကာရန်လေးတွေနဲ့ကြက်ထားမှသာလျင်ခုနကတော့မက်ကင်ရှစ်ပါတယထာကပြက်စီးမသွားမှာတဲ့။ဒါကြောင့်တတိဟာအကာရန်မှာပဲ။ ဓမ္မဟန္တာရတိပြုမိဟောအရိယမက်ဆိုရယ်မက်ခင်ရှင်ပါတရားတွေကိုပဲယထလို့ငါဘုရားကပြောတယ်အဲ့ဒီယထမှာဓမ္မတမ္မာတ္တိပုရိသဝံတမ္မာတ္တိကရှေ့ရသွားတာတမ္မာတ္တိပုရိသဝံတမ္မာတ္တိကရှေ့ရသွားတယ်ဆိုတော့ဗာလဲဆိုတော့တမ္မာတ္တိကအမျိုးမျိုးရှိတာပေါ့ကမ္မတက္ကတာတမ္မာတ္တိဇာနာတမ္မာတ္တိမက္ကတမ္မာတ္တိဥပ္ပနာတမ္မာတ္တိဆိုပြီးတော့တမ္မာတ္တိကအမျိုးမျိုးရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားကဒီယဟန်ဘဝကနေလာတဲ့အနန္တကိုကြည့်လိုက်တဲ့အခါကျတော့ တခြားသူတွေကိုဟောတဲ့တရားနေဟောတရားဟောနေတိုင်းဟောလို့မဖြစ်ဘူးပေါ့မြတ်စွာဘုရားစီလာပြီဆိုရင်ယဟန်နေတရားတရားအထုံဤကိုလာပြီးတော့တောင်းပြီဆိုရင်မြတ်စွာဘုရားကအစဉ်အတိုင်းပေးတာနံပါတ်၁သီလလုံးကျုံအောင်ဟာဟောသီလသီလလက်ကျင်ဤသင်ပေးတယ်နောက်နံပါတ်၂ကာမတက္ကတာဘယ်တရားကိုဘလို့အထုံရင်ဘလို့အကျိုးရတယ်တရားမှန်တယ်မြတ်ဟာအဲ အရင်ဆုံးစစအားထုတ်မယ်ဆိုရင်တမာတိလေးဒီလာလိုက်မယ်။တပြည့်ပြည့်ဆက်ပြီးတော့အားထုတ်မယ်ဆိုရင်ယုံနာနေမြင်လာလိုက်မယ်။တပြည့်ပြည့်ဆက်ပြီးတော့အားထုတ်လိုက်မယ်ဆိုရင်နေစာဒုက္ခတတရီမြင်လာလိုက်မယ်။တပြည့်ပြည့်ဆက်ပြီးတော့အားထုတ်မယ်ဆိုရင်မဖို့ဒီရနိုင်တယ်ဆိုပြီးတော့အလုံးနဲ့အလုံးရဲ့အကျိုးကိုနားလည်တဲ့နော်။အလုံးနဲ့အလုံးရဲ့အကျိုးကိုမြင်နိုင်တဲ့တမာတိဉာဏ်ကမ္မတက္ကတာတမာတိဉာဏ်ကိုဒုတိယမြတ်စွာဘုရားကဟောတာ။ကမ္မတက္ကတာတမာတိအလုံးနဲ့အလုံးရဲ့အကျိုးကိုသိပြီးပြီဆိုရင်ဘာလို့အောင်မလဲ။ဝိပဿနာတမာတိဟောတရားတွေဆက်အားထုတ်ပါများလာတဲ့အခါကျတော့ယုံနာနေကွဲလာပြီ။ကွဲလာတဲ့အခါကျယုံနာနေရဲ့ ဖြစ်တာတွေအများများအများကြီးမြင်လာပြီပြက်တာတွေအများကြီးမြင်လာပြီအဲ့ဒီကကျတော့ဖြစ်တာတွေပြက်တာတွေအများကြီးမြင်လာတဲ့အခါကျတော့အနေစာဟောမမြဲပါလားဆိုတော့မြင်လာတာအဲ့ဒါတတိယကဘာလဲဆိုရင်ဥပဒနာတံမာတဲ့ကြီးအနေစာဒုက္ခအနတ္တရှုနည်းလေးတွေကိုသင်ပေးတယ်နောက်ဆုံးကျမှဘာဖြစ်လဲဆိုတော့မက္ကတံမာတဲ့ကြီးမက်ဖို့ရောက်တဲ့လမ်းကြောင်းဒီမြတ်စွာဘုရားကရောက်အောင်ပို့ပေးတယ်အဲ့လို၄ဆင့်ဟောပေးတာပေါ့နော်အခုမြတ်စွာဘုရားကဟောတဲ့နေရာမှာ၂ဆင့်ပဲဟောတော့မှာတံမာတဲ့ကြီးပို့တဲ့ဇဝံ ဝိပဿနာတမ္မာဒိဋ္ဌိဝိပဿနာတမ္မာဒိဋ္ဌိနဲ့ရှေ့ကသွားမှသားလျင်တဲ့မက်ဖို့ဆိုတဲ့အဆင့်ဒီဆက်တဆင့်တဆင့်ရောက်သွားမှာဒါကြောင့်ဝိပဿနာတမ္မာဒိဋ္ဌိကိုရှေ့ကနေပို့ဝိပဿနာတမ္မာဒိဋ္ဌိရဲ့ရှေ့ပြေးကနေသွားလိုက်တဲ့အခါကျမှဓမ္မခုနမက်ကင်ရှင်းပါဆိုတဲ့ယထာကြီးကိုကိုကတိဆောက်နိုင်သွားမယ်မက်ကင်ရှင်းပါယထာကြီးကိုလို့ပြောလို့ရသွားမယ်ယတဧတာရိတံယာနံဟောဒီလို မက်ကင်ရှင်းပါဆိုတဲ့ယထာကြီးကိုအဲ့ဒီယောဝပရိသတ်တဝါယောက်ျားကြီးဖြစ်စေမိန်းမဖြစ်စေ သဝေအေဒေနယာနေနာနိဗ္ဗာန်တေဝတန်တိကေအဲ့ဒီယင်နဲ့တာသွားနိုင်မယ်ဆိုရင်နိဗ္ဗာန်နဲ့တဖြည်းဖြည်းနှီးသွားပါတယ်။ဒါကြောင့်နိဗ္ဗာန်ကိုရောက်ကြလည်းပဲသွားလို့ရတယ်။မိမလည်းပဲသွားလို့ရတယ်။နေယင်နိဗ္ဗာန်နိဗ္ဗာန်ကိုရောက်ကြမိမသွားတဲ့နေရာမှာဘာယင်နဲ့သွားမလဲဆိုတော့အရိယာမတ်ဆိုတဲ့မက္ကင်ရှိပါယင်ယထာကြီးနဲ့သွားရမယ်။အဲ့ဒီလိုခေါ်လိုက်တဲ့အခါကျတော့ခုနကတော့ဟိုယဟန်ဘဝကနေဖြစ်တဲ့နတ်သားကြီးဟာသောတာပန်ပြီးသွားတယ်နော်။ဒါတရားလေးကကိုယ်စံတော့ကြာဘူးနေကြ။တရားအထောက်ရင်းနဲ့နတ်ပြီဖြစ်တဲ့ယဟန်ကဒီယဟန်ပဲ။ နောက်တော့ဝဏရောပါတော့နတ်သားကရှောက်တယ်နတ်သားတယောက်ကကေတန်ဓိဝါစရတ္တောစနေယောညာယောတရားပုံညာဘဝတ္တိအမြဲတမ်းကောင်းမှုတွေတိုးပွားနေတယ်ဆိုတာဘလို့ဘသောသူတွေရဲ့ဘလို့တွေဘသောသူတွေဟာကောင်းမှုတွေတိုးပွားနိုင်ပါတယ်လေဗျာနေယောညာယောကုသိုလ်တွေအမြဲတမ်းတိုးနေနိုင်တာဟာဘလို့လူတွေလဲဗျာဓမ္မထာကေဇနာနဲ့သွားတွဲပေါ့ဘလို့လူတွေဟာတရားပေါ်မှာတည်တဲ့ပုံကိုယ်တွေလို့ပြောလို့ရတယ်လေဗျာ သီလတမန္နာကေသနာဘလို့လူတွေဟာသီလနဲ့ပြည့်စုံတယ်ကောင်းတဲ့အကျင့်နဲ့ပြည့်စုံတယ်လို့ပြောလို့ရတယ်လေဗျာကေသနာတက္ကဂါမိနောနတ်ပြည်ကိုသွားတဲ့သူတွေကဘလို့လူတွေကိုနတ်ပြည်သွားတဲ့လူတွေလို့ခေါ်လို့ရပါလေဗျာဒီတော့ကလည်းပဲဦးဇင်တို့ကြားပြီးကြားဖို့ပြီးသားတွေကြီးပါပဲနော်နေရောညရောကုသိုလ်ကောင်းမှုတွေအများရန်တိုးနေတယ်ကုသိုလ်ဟာဘလို့ကုသိုလ်လဲဓမ္မထာဘလို့ကုသိုလ်တွေလုပ်မယ်ဆိုရင်တရားအများရန်ရှိနေတယ်လို့ပြောလို့ရတယ်လဲ သီလတမနာဘလောကုသူတွေလှုပ်ထားတဲ့လူတွေလူတွေဟာအကိုကျင်းသီလတွေအများအားကောင်းနေတယ်လေတက္ကဂါမီနောသေတဲ့ကဘလောကုသူလှုပ်ထားတဲ့လူတွေကနတ်ပြည်ရောက်မှသေကြတယ်လေဒီလိုမေးတာဒီနေရာမှာအထာရဖွင့်ထားတာလေတခုရှိတယ်တော်တော်များများပြောတာတွေလွဲနေတယ်နော်နေရောညာရောကုသူကောင်းမှုတွေအများအားတိုးနေတယ်ဆိုတော့တချို့ကဘလို့ဘယ်လိုပြောလဲအဲ့နေလည်းပဲကုသူကောင်းမှုတွေဟာတိုးနေတယ်လို့ဒီလိုပြောတာတွေရှိတယ်နော်အထာကရာဖွင့်ထားတယ်အဲ့နေတဲ့အချိန်ဆိုရင်တော့ကုသူကောင်းမှုတွေမတိုးဘူးတဲ့ ပြီးတော့အကုသိုလ်အတွေးတွေနဲ့တိုးရင်းနေတယ်ဆိုရင်လည်းကုသိုလ်ကောင်းမှုတွေမတိုးဘူးတဲ့ဘလို့လို့ခါကျမှကုသိုလ်ကောင်းမှုတွေတိုးတာလဲဆိုတော့ကိုယ်လှုပ်ထားတဲ့အဲ့ဒီကုသိုလ်အလုပ်တွေကိုအနုဒရတော်ပြန်ပြီးတော့တိုးရင်းနေတဲ့သူတွေကကုသိုလ်ကောင်းမှုတွေတိုးတာကြည်လိုက်ဘလို့ကုသိုလ်တွေလည်းကြည်လိုက်အာရမရောပါဝနရောပါယေဇနာတေတုကာရကပပင်္စဥဒ္ဒပါနင်္စယေတရန်တိဥပဒယံတဲ့ဗျာဒီကုသိုလ်တွေဟာအမြဲတမ်းကုသိုလ်တိုးနေတိုးစေနိုင်တဲ့ကုသိုလ်တွေပဲအာရမရောပါတဲ့နော် သတိအာရံပန်းအာရံတွေကို စိုက်ပျိုးတဲ့သူနော်သတိခြံတွေပန်းခြံတွေဆိုဘုံကြောင်းထဲမှာပေါ့ဘုံကြောင်းထဲမှာ အသီးပင်တွေပြီးတော့ပန်းပင်တွေစိုက်တဲ့သူတွေကလည်းပဲကုသိုလ်တွေအများတန်းတိုးနေတာတဲ့နော်အသီးတွေဘုံကြောင်းထဲမှာအသီးတွေစိုက်တယ်ဆိုကြတဲ့ကအသီးပင်ကြောင့်ပါလို့ဆိုအရိတ်တွေရတာကတမျိုးအရိတ်တွေရပြီးတော့တရားတွေအားထုတ်နိုင်တယ်ပေါ့အသီးတွေသီးတဲ့အတွက်ကြောင့်သံဃာတော်တွေကိုအများတန်းလူပိသားဖြစ်တယ်ပေါ့နော် အဲအသည့်တွေအသည့်ရှိတဲ့အသည့်ပင်အရေးရတဲ့အသည့်ပင်ဖြစ်တဲ့အတွက်ကြောင့်တန်ခါတော်တွေတရားအထုတ်နိုင်တယ်ပေါ့အဲဒါကြောင့်အသည့်ပင်တွေအကြောင်းနဲ့မှစိုက်တဲ့လူကလည်းပဲအမြဲတမ်းကုသိုလ်တွေတိုးနေတာပန်းပင်တွေစိုက်ထားတဲ့လူတွေကလည်းပဲအမြဲတမ်းကုသိုလ်တွေတိုးနေတာဒါလေးတွေကလည်းတတိတတိထားတဲ့နဲ့နော်ဒါကလေးကြအသည့်ပင်စိုက်တာအကြောင်းတစ်ကြောင်းလူကလည်းတူတယ်လို့တော့ပြောတယ်ပေါ့ဒါကြောင့်အသည့်ပင်တွေတတိအာရန်အာရန်ဆိုတာအာရန်ဆိုတာတော့တပင်နဲ့မဟုတ်တော့ဘူးအများကြီးပေါ့ကွာအခုမင်းတို့ကြည်လိုက်ဒီရှေ့မှာဆိုရင်ကွက်လက်ကြီးပဲအဲ့ဒီဥစဉ်တော့ကုသိုလ်အမြဲတမ်းတိုးကျင်တယ်ဆိုဘာလို့အောင်လဲ ဒီနံပါတ်ပတ်လည်းကိုအရေးရတဲ့အပိုင်းညများများဆိုင်လိုက်အဲ့ဒီမှာဆိုဦးဇင်းတို့စာကျက်တဲ့လူလာတိုင်းလာတိုင်းဦးဇင်းတို့ခုတို့ရနေတာပဲဒီထဲမှာကိုကိုတိုင်းစာကျက်မယ်သူများတွေလည်းစာကျက်ဖို့ရအတွက်ဒါဒီထဲမှာအရေးဘာလောက်တယ်ဆိုရင်ခုတို့တွေအများဆုံးရနေတာပဲဒါကလောက်တိုင်းရတယ်ပေါ့နော်ဘာသာမှာတော့ဘာတပိတတိအာရံပန်းအာရံစိုက်တဲ့လူတွေကလည်းပဲအများဆုံးခုတို့တို့နေတယ်တဲ့ဝဏတော့ဘာတော်တွေစိုက်တဲ့လူတွေကလည်းပဲအများဆုံးခုတို့တို့နေတယ်ဟာအသိလည်းမသိဘူးအပွန်လည်းမပွန်ဒါပေမဲ့အရေးရတဲ့ပြပင်တွေများများဆိုင်ရင်တော့ဖြစ်သွားတာပဲ အရရတဲ့အသည့်ပင်နဲ့များများဆိုက်တဲ့လူတော့ဖြစ်အောင်ဆိုက်တဲ့သူတွေဟာလည်းပဲကုသိုလ်မြဲတိုးတယ်။ဘာကြောင့်လဲခုနပြောတဲ့ဟာတွေကိုထပ်ကံဖွင့်ထားတယ်။ဒါတော့တွေလို့တပင်နဲ့တပင်ချိတ်ဆက်ပြီးတော့အရိတ်တွေကောင်းသွားပြီဆိုရင်အဲ့ဒီထဲမှာစဉ်ညာရှောက်ပြီးတော့တရားမှတ်လို့ရတယ်။အဲ့ဒီထဲမှာတရားတွေဟောလို့ရတယ်။အဲ့ဒီထဲမှာစာသင်လို့ရတယ်။အဲ့ဒီထဲမှာတရားကျင့်လို့ရတယ်။ဟာကုသိုလ်တရားကျင့်ကြံဖို့ရာအတွက်ကိုကလှုပ်ပေးရာရောက်တာဖြစ်တဲ့တွေကြောင့်ကုသိုလ်တွေကတွေးတိုင်းတွေးတိုင်းကုသိုလ်ရတယ်။ဒါကြောင့်ဝနာရောပါတော်တွေစိုက်တဲ့လူတွေကလည်းပဲကုသိုလ်အမြဲရတယ်။ ရေဇနာတေတုကတကာတဲ့တရားထိုးပေးတဲ့သူကလည်းပဲကုသိုလ်အမြဲတမ်းရနေတာဒါလည်းလည်းသိတဲ့အတိုင်းလေတရားမရှိဘူးဆိုရင်လူတွေဒုက္ခရောက်တယ်တရားထိုးပေးတဲ့လူတရားခင့်ပေးတဲ့သူကလည်းပဲကုသိုလ်အမြဲတမ်းရတယ်ပပင်စာတဲ့ရေအိုးစင်စောက်ပေးတဲ့လူရေအိုးစင်တဲပြီးတော့ရေတွေအမြဲတမ်းဖြည့်ပေးတဲ့သူကလည်းပဲကုသိုလ်အမြဲတမ်းရတယ်တွေးတိုင်းတွေးတိုင်းကုသိုလ်ရနေတာကုသိုလ်တွေတိုးနေတာရရုံနဲ့မကဘူးပဝတ္တိတိုးနေတာဥဒ္ဒပါဏံစာတဲ့ရေတွန်းနေရေကန်နေရေတွန်းရေကန်နေ အဲလူပေးတဲ့လူရေတွင်းရကန်တူပေးတဲ့လူကလည်းပဲကုသိုလ်တွေအများအားရနေတာကိုကြည့်လာဒီတော့ဒီထဲမှာဆိုရင်လည်းရေတွင်းတွေဒီရေတွင်းတွေနဲ့ဗတ်တန်ငါတွေအများအားတောက်ရေရောသုံးရေရောအများအားသုံးနေတာဟာဒီရေတွင်းတွေလူတဲ့လူဘယ်တော့ကုသိုလ်ရမလဲဒါကြောင့်ကြောင်းတကြောင်းဆိုရင်အရှင်ဘုရားတို့ရေတွင်းရှိပြီလားဘုရားရေရပြီလားဘုရားရေရရေမရရေမရသိရင်တပြီးတော့လူကျင်လို့ရေတွင်းမရှိတဲ့တပြီးတော့လူကျင်လို့ဒီလိုလူတွေအများကြီးပဲဒါတွေကအမြင်ကျဲတဲ့လူတွေပေါ့ဘာလို့ဆိုတော့ဒီတန်ငါတွေရဲ့တာနာပြုတ်လုပ်ငန်းတွေမှာအများအားထောက်ပူပြုတာဥဒ္ဓဘာနန်စာရေတွင်းရေကန်လူတဲ့လူကလည်းပဲကုသိုလ်အများအားရနေတာ နောက်တစ်ခုကယေတရန်တိဥပတယံကျောင်းကံတွေကျောင်းတွေဆောက်ပြီးတော့လူတဲ့လူကလည်းပဲကုသိုလ်အများတန်းရနေတာကျောင်းဆောက်ပြီးဆိုရင်တော့အကုန်လုံးပါသွားပြီပေါ့ကွာဒေတာတိဝါစာရတောသသရာပုံညာဘုဒ္ဓတိအဲဒီလိုအလုပ်ဘယ်နှမျိုးလဲနော်တတိအာရံပအာရံတွေစိုက်တယ်တောတွေဇတ်တော်တွေဖြစ်အောင်သစ်ပင်တွေစိုက်တယ်တရားတွေခင်းတယ်ရေဥစဉ်တဲတယ်ရေတွန်းရေကန်တွေတူးတယ်ကျောင်းတွေလူတယ်6မျိုး အဲ့ဒီခြောင်မျိုးကိုလူတဲ့ပုံကိုယ်တွေဟာတဲ့ဒီဝါစာရတော်သတ္တရာပုံညာဘုဒ္ဓတိနေရောညာရောတွေးတိုင်းတွေးတိုင်းကုသိုလ်တွေကတိုးနေတာတဲ့ဓမ္မထံသုတ္တနာမှာတရားတွေကအမြဲတမ်းရရှိနေတာတဲ့သီလတမနာဝါစာရိတသီလဝါရိတသီလပေါ့ဝါရိတသီလမဟုတ်တော့စာရိတသီလအနေနဲ့အမြဲတမ်းသုတ္တနာမှာပြည့်စုံနေတာနောက်ဆုံးကျတော့တက္ကကာမီနောနတ်ပြည်ရောက်ဖို့လည်းပဲသေချာသွားတယ်လို့အဲ့လိုမြတ်စွာဘုရားကဟောတယ်ပေါ့နော်ဇေတဝနာတို့နောက်ဥပ္ပန္နဟိုဟာထဲမှာပါပြီးသားပါပဲ။ ။ဣဒံဣဒံဇေတဝနံဘလူဝလူလျှောက်တောင်းတရား။ဇေတဣဒံဣဒံဇေတဝနံပိဋိတံဃာနိဒေဝိတံမေးသွားရ။အနာဘိန်တထေးလေ။အနာဘိန်တထေးကနေနတ်ပြည်ရောက်တဲ့ခါကျတော့နတ်သားဘဝနဲ့မြတ်စွာဘုရားကိုလာလျှောက်တာအနာဘိန်တထေးရဲ့အနာဘိန်တထေးကဇေတဝန်ရဲ့ဂုံတွေကိုချီးမွမ်းခြင်းလို့ဒီဂါထာတွေရွတ်တယ်။ဖယားနဲ့တန်ဃာတွေရဲ့ဂုံတွေကိုချီးမွမ်းခြင်းလို့ဒီဂါထာကိုရွတ်တယ်။တရားကိုချီးမွမ်းခြင်းလို့ဒီဂါထာရွတ်တယ်။၃မျိုး။ သူကနတ်ပြည်ရောက်တာတောင်နတ်ပြည်ရောက်တဲ့အခါကျတော့ဖရာရဲ့နာဇေတဝံရဲ့ကုံနေချီးမွမ်းကျင်တာနံပါတ်1အိဒံအိဒံဇေတဝံနာဟောဒီဇေတဝံကြောင်းကြီးဟာဣတိတံကနိတေဝိတံယဟန်တံကဒီအမြဲတမ်းတရင်သုံးတဲ့ကြောင်းကြီးပါဖရာအာဟုဒ္ဓံဓမ္မရာဇေနာတရားမင်းဘယင်ဖြစ်တရားမင်းဖြစ်တဲ့မြတ်စွာဘုရားကိုယ်တိုင်တရင်သုံးတဲ့ကြောင်းကြီးပါဖရာပိတိတင်္သာနနာမမမြတ်စွာဘုရားကိုဖူးရတိုင်း ။တန်ဃာတော်တွေဖူးရတာတပည့်တော်ပီတိတွေဖြစ်လိုက်တာဗျာ။တန်ဃာတော်တွေနဲ့မြတ်စွာဘုရားသတင်းတော်နာကြည့်ပြီးတော့ဒီဇေတဝန်ကျောင်းကြီးကိုကျောင်းကြီးဟာတပည့်တော်ပီတိကိုအမြဲတမ်းဖြစ်စေပါလေဗျာ။ဒါဇေတဝန်ရဲ့ခုံတွေကိုပြောတာ။နောက်ကြတော့တရားရဲ့ခုံတွေပြောမှာပေါ့။ကမ္မဝိဇ္ဇာဇဓမ္မောဇာသီလံဇိဝိတဗုဒ္ဓမှာဣဒိနာမစ္ဆာသုတ်ဇံတိဣဒိနာမစ္ဆာသုတ်ဇံတိတရဝါတွေတကယ်စင်ကြယ်တဲ့ဘုရားကိုပိုင်ဆိုင်နေပိုင်ဆိုင်နေဆိုတာကကမ္မမက်စေရနာကြောင့်လည်းပဲဘဝတွေကစင်ကြယ်သွားတတ်တယ် ဝိဇ္ဇာမတ်ပညာရလာပြီဆိုရင်လည်းဘုရားဆင်ကျဲသွားတဲ့ဓမ္မောတမာရီနဲ့ပတ်သက်ပြီးတော့ဇန်တမာရီတွေရရင်လည်းဘုရားဆင်ကျဲသွားတဲ့သီလံဇီဝိတမௌဒ္ဓမံသီလံသီလရှိတဲ့ဥဒ္ဓမံမြတ်သောဇီဝိတအသက်မွေးခြင်းမြင့်မြတ်တဲ့အသက်မွေးခြင်းလို့ခေါ်တဲ့သီလကိုလုံလုံခြုံသီလကိုမပြတ်စေဘဲနဲ့အသက်မွေးခြင်းဟာလည်းပဲတကယ်လူတစ်ယောက်ကိုဆင်ကျဲစေနိုင်ပါတယ်။ဒါကြောင့်ချုပ်ပြီးတော့ပြောရမယ်ဆိုရင်ကာမံဝိဇ္ဇာနော်မက်ဖို့ရတဲ့လူတွေဟာလည်းပဲ အဲဘဝဟာစင်ကြဲသွားတယ်မက်ဖို့ရပြီဆိုကိလေသာတွေအကုန်ကုန်းသွားတာဖြစ်တဲ့အတွက်ကြောင့်ဘဝအစင်ကြဲသွားတာဟုတ်ဓမ္မဇံတွေရသွားပြီဆိုရင်လည်းဘဝအစင်ကြဲသွားပြီဇံရပြီဆိုရင်တော့ဘာလဲဆိုတော့နိဗ္ဗာန်တရားတွေကင်းရသွားတာဒါကြောင့်သူ့ရဲ့ဘဝဟာစင်ကြဲသွားတယ်ပေါ့အ ਨੇ ဆုံးတော့သီလစီဝိတမုဒ္ဓမံမကောင်းတဲ့အပြုအလုပ်တွေမကောင်းတဲ့ဇကားတွေကိုရှောင်ပြီးတော့အသက်မွေးမှုစင်ကြဲရင်လည်းဘဝဟာစင်ကြဲသွားတယ်ဒါတွေကတော့လူတိုင်းလူတိုင်းဟာလုံနိုင်တဲ့အရာပေါ့ဒီလိုယဟန်ဆိုရင်လည်းယဟန်ရဲ့ ကိုကျန်တရားတွေကိုမပြည့်စည်စေပဲနဲ့အသက်မွေးမှုတွေကိုစင်ကြယ်အောင်လုပ်နိုင်တယ်မြင့်မြတ်အောင်လုပ်နိုင်တယ်ဆိုရင်လည်းပဲဘဝဒီရဟန်းဘဝကြီးနေရတာဒါအိုက်စင်ကြယ်တယ်အာယုကိုဖြူစင်တဲ့ဘဝရောက်နာခုတ်တေနာဟုတ်တယ်ဘယ်အနွယ်မှဆိုတဲ့အနွယ်ကြောင့်လည်းလူတစ်ယောက်ဟာစင်ကြယ်မစင်ကြယ်ဘူးတဲ့နာတနေနာဥစ္စာကြောင့်လည်းပဲလူတစ်ယောက်ဟာမစင်ကြယ်ဘူးတဲ့ဒါသမားဤပန္နိတော်မောတော်ဒါကြောင့်ပညာရှိတဲ့ယောက်ျားဟာတန်ပတ်တန်အထမတ်တနောကိုယ့်ရဲ့အကျိုးကို ကောင်းကောင်းမြင်အောင်ကြည်ပြီးတော့ယောနိတော်ဝိသိနေဓမ္မံဓမ္မံခန္ဓာ၅ပါးဆိုတဲ့တရားကိုယောနိတော်ဝိသိဝိသိနေသင်တော်အပြင်စူးစမ်းဆင်ခြင်ရမယ်ဓမ္မဆိုတဲ့ဝိပဒခန္ဓာ၅ပါးကိုဝိပဒနာတင်ပြီးတော့စင်ရှင်းရှင်းလင်းလင်းမြင်အောင်ဆင်ခြင်ရမယ်အေဝံအဲ့လိုဝိပဒနာတင်ပြီးတော့ခန္ဓာ၅ပါးကိုရှင်းရှင်းလင်းလင်းယုံနာအနေနဲ့ရောမြင်တယ်အိစ္ဆာဒုက္ခအနတ္တနေရောမြင်တယ်ဆိုရင်တတ္ထဝိသုဒ္ဓတိအဲ့ဒီပုဂ္ဂိုလ်ဟာတကယ်စင်ကြယ်တဲ့အဆင့်ကိုရောက်သွားတယ်ဒါဝိပဿနာကိုပြောတာပေါ့နော် ဝိပဿနာကိုပြောတယ်ဒါကြောင့်မက်ဖို့ကလည်းပဲစင်ကြယ်စေနိုင်တယ်အဲဘာလို့ဆိုရင်တဇန်တွေကလည်းစင်ကြယ်စေနိုင်တယ်သီလရှိတယ်ကိုစီတိလရှိရှိနဲ့ဗာပြည့်လဲဆိုရင်သက်မွေးတာလည်းပဲစင်ကြယ်စေနိုင်တယ်ဥပဒနာနဲ့ပွားများတာလည်းပဲစင်ကြယ်စေနိုင်တယ်။ညဒါကဒုတိယတရားရဲ့ဂုဏ်ကိုပြောတာ။နောက်ကြတော့အရှင်သာရိပုတ္တရာရဲ့ဂုဏ်ကိုပြောဦးမယ်။သာရိပုတ္တဝပညာယအရှင်သာရိပုတ္တရာကတော့တဲ့ယောပိပါရင်ကတော့ဘိက္ခုနိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကောင်းကိုရောက်တဲ့နိဗ္ဗာန်ရောက်သွားတဲ့ယဟန်တွေထဲမှာတော့ တာရိဘုဒ္ဓဝပညာယသီလေနဥပါဒမေနသာဧတာဝပရမောတိယအရှင်တာရိဘုဒ္ဓရာလည်းတာလျင်ပညာအပြည့်လည်းအသာဆုံးကိုကျင့်သီလအပြည့်လည်းပဲအသာဆုံးညေကိလေသာညင်အေးခြင်းအပြည့်လည်းပဲအသာဆုံးမှာဆိုပြီးတော့အနာရပင်တထေကတထေဘုရားနေလာတဲ့အနတ္တကလာလျှောက်တာဒါကြောင့်ဒီအနာရပင်တည်းကဒီဂါထာတွေဟောတယ်ဆိုပြောတယ်ဆိုတဲ့နေရာမှာနံပါတ်၄စေတဝန်ရဲ့ဂုဏ်တွေကိုပြောတာနံပါတ်၄တရားနဲ့တန်ဃာတွေရဲ့ဂုဏ်ကိုပြောတာနံပါတ်၃ sorry sorry ဖယားနဲ့တန်ဃာတွေရဲ့အကုန်ကိုပြောတာပေါ့နော်နံပါတ်ပြန်ပြောမယ်နံပါတ်၁ကဇေတဝန်ရဲ့ဇေတဝန်ကြောင်းကြီးရဲ့အကုန်ကိုပြောတာနံပါတ်၂ဖယားနဲ့တန်ဃာတို့ရဲ့အကုန်ကိုပြောတာနံပါတ်၃တရားရဲ့အကုန်ကိုပြောတာနံပါတ်၄ကတော့အရှင်သာရိပုတ္တရာရဲ့အကုန်တွေကိုပြောတာဒါကြောင့်အဲဒီအာရဗင်းတထေကြီးကဇေတဝန်ကျောင်းကိုလှူလိုက်တာနဲ့တပြိုင်နဲ့အဲဖယားနဲ့လည်းပဲတွေ့ကွန်ရတယ်တရားတန်ဃာတွေနဲ့လည်းတွေ့ကွန်ရတယ်ပြီးတော့တရားတွေနဲ့လည်းပဲတွေ့ကွန်ရတယ်အရှင်သာရိပုတ္တရာနဲ့လည်းတွေ့ကွန်ရတယ်နောက်ဆုံးကြတော့ဟိုပိစုံပံမာယောနောင်တမလွန်ဘုရားဖြစ်တဲ့နတ်ဘဝမာယော ဘဝတိုင်းဘဝတိုင်းဟာပီတိအမြဲတမ်းဖြစ်နေရတဲ့အလုပ်ကိုသူလုပ်လာသမိုင်းဝင်တဲ့သမိုင်းတော်တဲ့အလုပ်ကိုသူလုပ်မိပြီဆိုပြီးတဲ့အကြောင်းကိုမြတ်စွာဘုရားကိုလာလျှောက်တာပေါ့နော်ဟုတ်တော့ပါ